ေးစဉ်သတင်းရအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မြန်မိုးထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့သတင်းရအကြောင်းအရာတွေကတော့အငြင်းချရှင်းလင်းမြုပ်နှံမှုဒေါ်လာအတန်း900လီပါရရှိပြီးစင်ကာပူမှာအများဆုံးရှင်းလင်းမြုပ်နှံဆိုတဲ့သတင်းကျန်းကုန်ဆုံးသွားတော့ဘောလုံးအကယ်ဒမီចောင်းသားတက်ပမာနာရွေးချယ်ပွဲ၌300ခန့်ရွေးခန့်ဆိုတဲ့သတင်း HID ဘဏ်ကလုပ်ငန်းရှင်များအတွက်ချင်းငွေအမျိုးအစား၃မျိုးကိုထုတ်ချေးပေးနေဆိုတဲ့သတင်းနိုင်ငံတကာသတင်းတပုံအနေနဲ့နည်းပညာမြင့်ဖက်နှက်များနှင့်အားကစားပစ္စည်းများပြပွဲတရုတ်ပြည်ကျင်ကြံမျိုး၌ပြုလုပ်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်လေးနဲ့နိုင်ငံခြားရှင်းလင်းမြုပ်နှံမှုဒေါ်လာတန်900နီးပါးရရှိပြီးစင်ကာပူမှအများဆုံးရှင်းလင်းမြုပ်နှံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 2024-2025ဘဏ္ဍာနှင့်တနှစ်သားကာလအတွင်းမြန်မာနိုင်ငံကိုဝင်ရောက်ခဲ့တဲ့နိုင်ငံခြားထိုက်ရိုက်ရှင်းလင်းမြှုပ်နှံမှု FDI ဟာအမေရိကန်ဒေါ်လာအတန်း900နီးပါးရရှိခဲ့ပြီးစင်ကာပူနိုင်ငံကနေအများဆုံးရှင်းလင်းမြှုပ်နှံထားရလို့ရှင်းလင်းမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့စည်ရင်းတွေရသိရပါတယ်။ပြီးခဲ့တဲ့2024-2025ဘဏ္ဍာနှစ်မှာတော့ဒေါ်လာ690တရမ18.9တန်းရှိခဲ့တာဖြစ်ပြီးနိုင် င်ငံအလိုက်ရင်းနှီးမြှုပ်နှံမှုကတော့စင်ကာပူနိုင်ငံကအမေရိကန်ဒေါ်လာ460တရမ458တန်းနဲ့အများဆုံးရင်းနှီးမြှုပ်နှံထားပြီးတရုတ်နိုင်ငံကဒေါ်လာ64တန်းကျော်နဲ့ဒုတိယအများဆုံးရင်းနှီးမြှုပ်နှံထားတယ်လို့ဆိုပါတယ်။အိန္ဒိချင်းထိုင်းနိုင်ငံကဒေါ်လာ46တန်းကျော်နဲ့တတိယဟောင်ကောင်ကဒေါ်လာ30တရမ23တန်းကျော်နဲ့စတုထအများဆုံးရင်းနှီးမြှုပ်နှံထားတယ်လို့သိရပါတယ်။ ရှင်နီမြုံနှမ်းမှုခန်းနာ12ခုထဲကရေနံနှစ်တဘာဝတန်ွေခန်းနာမှာအမေရိကန်ဒေါ်လာ359တန်းကျော်နဲ့အများဆုံးဝင်းရောက်ရှင်နီမြုံနှမ်းထားတယ်လို့ကုန်ထုံးလုံးမှုခန်းနာမှာဒေါ်လာ182တန်းမှ9တန်းနဲ့ဒုတိယအများဆုံးဝင်းရောက်ထားတယ်လို့ဆိုပါတယ်။ ထာအပြင်တယူပို့ဆောင်ရေးနယ်ဆက်သွယ်ရေးခန်းနာမှာဒေါ်လာ89တန်းမှ9တန်းဝန်ဆောင်မှုခန်းနာမှာဒေါ်လာ50တန်းစွန့်ရင်ခန်းနာမှာဒေါ်လာ10တန်းမှ9တန်းဝင်းမြူရေးနှင်ရေးလုပ်ငန်းခန်းနာမှာ2တန်းမှ65တန်းနဲ့စိုက်ပျိုးရေးခန်းနာမှာ3တန်းမှ92တန်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ ကီရင်ကိုနိုင်ငံခြားတိုက်ရိုက်ရှင်းတိမြုံနှံမှုတွေဝင်ရောက်တဲ့အခါမှာ2023-2024ဖဏာနှစ်က FDI ပမာဏအမေရိကန်ဒေါ်လာ663တရမ6တန်းရရှိခဲ့တာကြောင့်အခုပြီးခဲ့တဲ့ဖဏာနှစ်မှာတော့ပနမပိုးတိုးတက်လာတယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်စုံဝတ်တပ်ဘောလုံးအကယ်ဒမီចောင်းသားအစ်ပမာဏရွေးချယ်ပွဲ၌300ခန့်အရွေးခံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်ဆုံးဝတ်သွက်ဘောလုံးအကယ်ဒမီကျောင်းသားတစ်ပမာဏရွေးချယ်ပွဲမှာလူငယ်300ခန့်ရွေးခံခဲ့ရလို့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကသိရပါတယ်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အကယ်ဒမီများအတွက်ကျောင်းသားတစ်ပမာဏအဆင့်ရွေးချယ်နေတာဖြစ်ပြီးရန်ကုန်ဆုံးရွေးချယ်ခြင်းအစီအစဉ်တွေကိုဧပြီလ26ရက်ကနေ28ရက်အထိပြုလုပ်ခဲ့ရာလူငယ်300ကျော်လာရောက်ရွေးချယ်ခံခဲ့တယ်လို့ဆိုပါတယ်။ ပဲခူးနယ်မော်လမြိုင်မှာထော့မတ်လာအတွင်းကကျင်းပခဲ့တာဖြစ်ပြီးတောင်ကြီးမြကြီးနာမန္တလေးနယ်နေပြည်တော်ဒေသတွေကိုလည်းဆက်လက်တွားရောက်ရွေးချယ်မယ်လို့သိရပါတယ်။အေယံဝတီတိုင်းကရင်ပြည်နယ်စကိုင်းတိုင်းမကွေးတိုင်းတနင်္သာရီတိုင်းစတဲ့ဒေသတွေမှာဒိုင်းဒေသကြီးနယ်ပြည်နယ်ဘော်လုံးအဖွဲချုပ်တွေရဲ့ပူပေါင်းအကူအညီမှုနဲ့ရွေးချယ်မှုတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်။ မြန်မာဘောလုံးအကယ်ဒမီတွေမှာအတန်းပညာဘောလုံးပညာကိုအခမဲ့တင်ကြားပေးနေတယ်လို့နေစဉ်စားတောက်ကျွေးမွေးမှုအတွက်လည်းအေယဝတီဖောင်ဒေးရှင်းကလှူဒန်းပေးထားတယ်လို့သိရပါတယ်ရှင်။ဆလပီ CHID ဘဏ်ကလုပ်ငန်းရှင်များအတွက်ချင်းဝယ်ရမျိုးဝဆာ၃မျိုးကိုထုတ်ချေးပေးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ဆောက်လုပ်ရေးအရာနှင့်အခြေခံအဆောက်အုံဖွံ့ဖြိုးရေးဘဏ် CHIT ကလုပ်ငန်းရှင်တွေအတွက်ချင်းငွေအမျိုးအစား၃မျိုးကို ထုတ်ချေးပေးနေတယ်လို့သိရပါတယ်။ဘဏ်မှထုတ်ချေးပေးနေတဲ့ချင်းငွေအမျိုးအစား၃မျိုးမှာဆောက်လုပ်ရေးလုပ်ငန်းများအတွက် construction loan လုပ်ငန်းတိုးချဲ့ရန်လိုအပ်သောရင်းနှီးငွေများအတွက် commercial loan နဲ့တင်သားအောင်မြင်ထားတဲ့ကုမ္ပဏီတွေအတွက်တင်သားလုံးတွေဖြစ်တယ်လို့သိရပါတယ်။ construction လုံးကိုဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကန်ထရိုက်တာတွေရဲ့လုပ်ငန်းလက်ပတ်မှုတွေအတွက်ချေယူနိုင်ပြီးလုပ်ငန်းများလွယ်ကူစွာအတိုးချဲ့လျှောက်လန်းဖို့အတွက်လိုအပ်တဲ့လုပ်ငန်းလှည့်လည်ရင်းနှီးငွေနဲ့လုပ်ငန်းအတိုးချဲ့ဖို့လိုအပ်တဲ့ရင်းနှီးငွေတွေအတွက်အထောက်အကူပြုစေဖို့ commercial လုံးတွေလျှောက်ထားနိုင်တယ်လို့ဆိုပါအပ်တယ်။ဒါအပြင်တင်းထောင်အောင်မြင်ပြီးသားစီးပွားရေးလုပ်ငန်းရှင်ကြီးတွေအနေနဲ့လုပ်ငန်းတွေအဆင်ပြေလွယ်ကူစေရုံသာမကပုံမိုးတိုးချဲ့ဆောင်ရွက်နိုင်ဖို့စီရိတ်ဆိုင်ဒီဘက်မှတင်းထောင်လု ံးနယ်ပတ်သက်တဲ့ဝန်ဆောင်မှုတွေရယူနိုင်မယ်လို့ဆိုပါတယ်။ CHINT ဘဏ်အနေနဲ့ဒီလိုချင်းဝေဝန်ဆောင်မှုတွေရဲ့ပြင် လုပ်ငန်းအနှံသူနဲ့လုပ်ငန်းလက်ခံဆောင်ရွက်သူတွေကြောင့်လုပ်ငန်းသဘောတူစာချုပ်ပါ စီမံစည်းကမ်းများတတ်မှတ်ချက်များသဘောတူညီချက်များအတိုင်းတိကျမှန်ကန်စွာဆောင်ရွက်နိုင်ဖို့အမခန့်ထားရှိတဲ့ဘဏ်အမခန့်စာရန်ထုတ်ပေးခြင်းကိုလည်းဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်ရှင်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ ဒီပညာအမြင့်ဖက်နှက်များနှင့်အားကစားပစ္စည်းများပြပွဲတရုတ်ပြည်ကျင်ကြံမြို့၌ပြုလုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်ပြည်ရဲ့ဖနက်မျိုးရောလို့တင်စားတဲ့ဖူချန်ပြည်နယ်ကျင်းချမ်းမြို့မှာဖနက်ထွေနဲ့အချားအကစားပစ္စည်းလုပ်ငန်းရှိနိပညာပြောင်းလဲလာမှုကိုမြင့်တင်နေပြီးဖနက်နယ်အကစားပစ္စည်းပြပွဲမှာအောင်မြင်မှုတွေပြသနေပါသေးတယ်။ 26ကြိမ်မြောက်ကျင်းကျန်းဖက်နဲ့9ကြိမ်မြောက်အာကစားပစ္စည်းနိုင်ငံတကာပြပွဲကို စနေနေ့ကစတင်ပြုလုပ်ခဲ့ရာနိုင်ငံနဲ့ဒေသပေါင်း80ကျော်မှပြတာသူများဝယ်သူများရောက်ရှိလာကြပါထေပြသသူအများစုကနိပညာမြင့်အားကစားပစ္စည်းများပြသထားပါသည် ကျင်းချန်းအခြေဆိုင်ရှုဝါအာကစားကုမ္ပဏီဆိုရင် AI စနစ်သုံးပြည့်စပ်တမျိုးပြသထားပါတယ်အသုံးပြုသူကရုပ်ပိုင်းဆိုင်ရာအချက်လက်များထည့်သွင်းလိုက်တာနဲ့အာကစားအချိန်စရာကိုထုတ်လုပ်ပေးတယ်လို့ပြည်ရဲသူရဲ့နှလုံးခုန်နှုန်းအသက်ရှူနှုန်းနဲ့အခြားကျန်းမာရေးအချက်လက်များပါစောင့်ကြည့်ပေးပါတယ်စာကေပြာကစားလို့စနစ်တခုလုံးကိုကိုရိုင်းပြုတ်လောက်ကြပါသည်အခုဆိုရင် ထုံထုံမှုပိုင်းသူတေသနာနယ်ဖွံ့ဖြိုးမှုအပိုင်းထို့မှနိ ုင်ငံတကာအမှတ်တံဆိပ်ထွေးနဲ့ရှင်းနိုင်ပြီလို့ရှူဝါအားကစားကုမ္ပဏီမှထုတ်ကုန်မန်နေဂျာလက်ကွမ်ဖူးကပြောပါထေစိတ်ဝင်စားစရာအကောင်းဆုံးထွေးထဲကတစ်ခုက PVC injection molding set ဖြစ်ပြီးဖနက်အောက်ခံပြားပြုလုပ်ရမှာအတော်လေးအဆင်ပြေစေက ထိန်းချုပ်လုပ်ကိုင်းမဲ့သူတအူးထားလိုအပ်ပါထေ တရုတ်ပြည်ထုတ်ပစ္စည်းတွေကအကောင်းပါတယ်။မာယူရဲအပေါ်မူတည်ပြီးစက်ယုံထွေးကအကုန်လုံးထုတ်လုံနိုင်ပါတယ်။ဒီပွဲပြီးရင်စက်ယုံထွေးကိုသွားလဲဖို့စီစဉ်ထားပါတယ်လို့အာဖဂန်မှာဝယ်သူတဦးကဆိုပါတယ်။ဒီပြပွဲမှာဒေတာထုတ်ပစ္စည်း26မျိုးပြသထားပြီးတရုတ်ထုတ်ဖနက်ထွေးရဲ့စမ်းသစ်တည်ထွင်မှုအချမ်းခံနိုင်မှုတို့ကိုဖော်ပြနေပါတယ်။ ပြပွဲလာရောက်ကြည့်ရှုသူတွေအတွက်ကျင်းချမ်းမှစက်မှုဥယျာဉ်များထံလက်ပတ်နိုင်ရန်စီစဉ်သွားမယ်လို့လဲကျင်းချမ်းမြို့နိုင်ငံတကာကုံတွယ်မြင့်တင်ရေးကောင်စီဥက္ကဋ္ဌဆွန်ရွှေပင်ကပြောတော်ပါထဲလို့သိရပါထဲရှင်ရခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းရအစီအစဉ်တို့ပဲဖြစ်ပါသေး။ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါရယ်ရှင်။ ကျမကတော့မြောင်မိုးထပ်ပါ